ပုတ်ခတ်တိုင်းဆုတ်ပြက်ရရင်ဗုဒ္ဓဆိုတဲ့ဖျားရှင်တော်လောကမှာပွင့်လာမှာမဟုတ်ဘူးပြောချင်တာကစောင်းရာသီကို ရောက်လာရင်စောင်းရဲ့အေးတံကိုတော့မလွဲမသွေခံကြရမှာပဲလေလူလောကတိုင်းကိုရောက်လာရင်လေလူတွေရဲ့တိုက်ခိုက်ပုတ်ခတ်မှုတွေရဲ့တဲပြင်းတွေကိုမလွဲမသွေခံကြရမှာပဲလေစောင်းကိုမအေးပါနဲ့လို့ဓာတ်လို့မရတလို့လူတွေကိုလည်းမပုတ်ခတ်ပါနဲ့လို့ပြစ်တယ်စကားမဆိုပါနဲ့လို့ဓာတ်လို့မရနိုင်ဘူးကွယ် ဆောင်းရဲ့အေးအေးတန်းကိုအလွေးတက်တဲ့သာ ကာကွယ်ရမှာဖြစ်ပြီးနွေနွေထွေးထွေးနေတတ်အောင် နေနိုင်အောင်တော့ကိုဖာသားကိုစူးစမ်းကြံစည်ရကြမယ်လေလူတွေရဲ့တက်ခဲပုတ်ခတ်မှုတန်းကိုလည်းနှလုံးသွင်းမှတ်ကန်မှုဆိုတဲ့ရောင်းနေတော်မနာသည့်ကာရနဲ့သာကောက်ခဲ့ပြီးနေတတ်အောင်နေနိုင်အောင်စူးစမ်းကြရမှာဖြစ်လေတကယ်တော့တစ်ဖက်ကကိုကိုမလို့တမပြောလာတာတွေကိုကိုကလိုရဲထင်ပြီးချက်ချက်တွင်းနေတာကကိုကစားမှားလာတာပဲတချို့အရာတွေအကျိုးတွေကိုထည့်မတွေ့ပဲ တဲ့တဲ့တွေးတာကပို့ပြီးတော့မှအဆင်ပြေတတ်တယ်ခွေ။ဒါကြောင့်တိုက်ခိုက်ပုတ်ခဲမှုတွေကြုံရတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုအေးချမ်းစွာထားပြီးရင်ဆိုင်ဖြစ်ရှင်းတတ်ဖို့လိုတယ်။ဘုံတော်အနန္တကုံတော်အနန္တကုံတော်ဒါရင်နဲ့ပြည့်စုံနေတဲ့မြတ်စွာဘုရားရှင်တော်မှာတဲ့ရဲ့ပုတ်ခဲခံရသေးတာပဲလေ။ဒါကြတဖက်ကမလိုလားလို့မနာလိုလို့ပြောတဲ့စကားတိုင်းကိုကိုယ့်ရဲ့စိတ်ကလိုရဖြစ်ပြီးထက်ထက်တွေးနေတာကို အရင်ပြင်ရမယ်။ကိုကိုဝေဖန်လာတဲ့ခါမှာပုတ်ခက်လာတဲ့ခ အရင်ကကျွေးဟောင်းတွေကိုဆက်ရတယ်လို့သဘောထား Google ပုတ်ခဲ့တဲ့သူတွေဝေဖန်တဲ့သူတွေကတော့ကျွေးသိယူနေတဲ့သူတွေပေါ့ဒါကြောင့်ဘေးစကားဆိုတာတွေကိုဘေးမှာထားတယ်ပါအကောင်းဆုံးပဲခေါင်းထဲကိုလုံးဝမထင်းနဲ့လူတွေမင်းပေါ်မှာတုံချလာတဲ့အရာတိုင်းကိုခေါင်းထဲထည့်ထားမယ်ဆိုရင်မင်းရဲ့ခေါင်းဟာအမိုက်ပုံကြီးတစ်ခုဖြစ်သွားမှာပေါ့လောကကြီးမှာအပင်မြင့်နေတဲ့တိုက်ခင်ရမယ်ကိုကနိုင်နေရင်တနင်းနဲ့သူတွေနဲ့ကြုံရပါပဲ မလို့ရပဲဖြစ်ဖြစ်အချင်းတိုင်ရင်တော့ပြီးဆုံးသွားရမှာပဲလေဒါကြောင့်ကိုကိုမလို့တဲ့သူတွေကအပူတွေကိုပေးပေးအာကုတူတွေကိုပဲပေးပေးသူတို့ပေးတဲ့ရာတွေကိုကိုကလက်ခံမယူဖို့ပဲလိုတယ်ဒါကြောင့်ဘဒူတွေဘလောက်ပဲဝေဖန်ဝေဖန်ပုတ်ခတ်ပုတ်ခတ်မင်းရဲ့စိတ်ကရှင်းနေသေးမင်းပြုံးနေသေးသူတွေပဲယူရလိမ့်မယ်ကွမွေးရတဲ့သူဟာခရစ်တဲ့ဖြစ်ပါတယ်ဗျာ